ုံးမဲမင်္ဂလာပါဗျဒီတစ်ခေါက်ကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ break အကြောင်းလေးဖြစ်ပါတယ် break မိမိခြင်းမမိခြင်းနဲ့ပြီးလို့ရှိရင် break အမိမညီခြင်းတွေကိုဘလို့ချိန်ကြီးရမယ်ဆိုတာလေးကိုတစ်ချက်လောက်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲကျွန်တော်တို့ break ကိုမိမမိစစ်မယ်ပြီးလို့ရှိရင်ဘယ်ချမ်းနဲ့ညာချမ်းနဲ့အမိညီမညီသိကြင်လို့ရှိရင်ကျွန်တော်တို့ပထမဆုံး break ကိုနှစ်ချမ်းခွဲရမှာဖြစ်ပါတယ်အဲ့အတွက်ပထမဆုံး break law လေးကိုဖြုတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့တစ်ခုချင်းစီကိုနင်းကြည့်မယ်ပေါ့နော် အဲဆိုလို့ရှိရင်ညာဘက်ပေါ့နော်ဒီဆိုရင်ဘယ်ဘက်ပေးကြရဲဒီမှာဘရိတ်မညီတော့ဘယ်ဘက်ကတားကြနေသူဘယ်ဘက်ကဘလုံးမအလုံးမလုံးတော့ဘလောက်ဆိုလို့ရှိရင်ဘရိတ်မပြီးတော့ဘူးနော်အဲ့တော့ကျွန်တော်တို့ကဘရိတ်ကိုချိန်ကြီးဖို့လိုလာပြီပေါ့နော်အဲခုနပြရတဲ့အတိုင်းပေါ့နော်ခုနကဘရိတ်ကဘယ်ချမ်းနဲ့ညာချမ်းနဲ့မညီဘူးပေါ့နော်ဘယ်ချမ်းကမမီဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်မှာချိန်လဲဆိုတော့ကျွန်တော်ဒီမှလာချိန်လို့ရတယ်ပေါ့နော်ပထမဆုံးဒီတတ်ထားတဲ့နတ်ဆက်ချောင်းတယ်လေးကိုလျှော့မယ် အချောင်းနဲ့လျှော့ပြီးပါလို့ရှိရင်ကျွန်တော်တို့ဒီမှာက break down ကိုကျွန်တော်တို့ကလှဲ့ဖို့အ short in ပြုလုပ်ဖို့ဒီမှာခြိုင်လေးပါတယ်တစ်စင်နဲ့ခြိုင်လေးနဲ့ဒါနဲ့ကျွန်တော်တို့ကရှင်းမယ်ပေါ့နော်ကျွန်တော်တို့ကရှင်းပါအဲ့လိုရှင်းတဲ့နေရာမှာအပေါ်ကနေပြီးခုနပေတယ်နှစ်ခုကိုတယောက်ကကြည့်ပေးရမှာပေါ့နော်အကွာအဝေးချင်းတူတဲ့အထည်အောင်ကျွန်တော်တို့ဒီကနေပြီးတော့ချိန်ပေးမယ်ပြီးလို့ရှိရင်ဒီ16နှစ်ကိုတတ်မယ်ပေါ့နော်16နှစ်လေးကိုပြန်တက်လိုက်မယ်ဒါဆိုရင်တော့အဆင်ပြေသွားပြီဖြစ်ပါတယ် ခုနကျွန်တော်တို့ပြောပြသွားတယ်ပြသသွားတဲ့အကြောင်းအရာတွေကတော့ပေါ့နော် break တစ်ကောင်းရတာနဲ့ break နှစ်ချမ်းအမိမညီတာမျိုးတွေကိုဘယ်လိုချိန်ကြီးရမလဲဆိုတာပြသပေးရဖြစ်ပါတယ်ခင်ဗျအဲ့လို break အမိမညီခဲ့လို့ရှိရင်ကျွန်တော်တာယာပွန်စားမှုတွေလည်းမညီဘူးပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့က break break ကို ပြန်ပြီးတော့ချိန်ကြီးပြသခြင်းဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ချိန်ကြီးလို့မှမရတော့တဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့က break တဲ့အပိုင်းကိုပြန်ပြီးတော့ဆက်ရမှာဖြစ်ပါတယ်တကယ်လို့ break တဲ့မကောင်းလို့ရှိရင် break တဲ့အစ်စ်လဲလဲပြရမှာဖြစ်ပါတယ်ခင်ဗျ ခုကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာလေးကိုလည်းအားလုံးပဲနားလည်မယ်လို့ပြောလဲပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်